DNA သတင်းဌာနကိုနောက်တော့ဆနေကြတဲ့ပြည်သက်တွေအားလုံးကိုတာလီစာပါလို့နှုတ်ခွန်းစတလိုက်ရပါတယ်။ဒီနေ့ညမှာတက္ကရာ1386ခုနဲ့တပေါင်းလာဆုပ်12ရက်နဲ့2025ခုနှစ်မတ်လ25ရက်နေ့ CNA ရဲ့ Data Online Review ထုတ်လွှင့်မှုကိုစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ ကနေ့ထုတ်လွှင့်တင်ဆက်သွားမယ့်သတင်းတွေကတော့တားမြစ်အရက်ပလင်းတရာကျော်တင်ဆောင်လာသူကိုအရောခတတော်ဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်း။စောမြရာဇာလင်းဦးဆောင်တဲ့ ALB အဖွဲ့ကပါတီပြန်လည်ထောင်ချင်း၃နှစ်ပြည့်အခမ်းအနားပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်း။မန်းအောင်မှာစစ်ကောင်စီတပ်ကနေအိမ်ဖယ်ခိုင်းတာမရှိဘူးလို့ပြောဆိုလိုက်တဲ့သတင်းအပြင်စစ်အာဏာသိမ်း၄နှစ်တာကာလအတွင်းမှာနိုင်ငံရေးအကျဉ်းသားနှောင်ကျော်တည်ဆုံးခဲ့ရတဲ့ဆိုတဲ့ထူးခြားတဲ့သတင်းတွေကိုကြားရမှာဖြစ်ပါတယ်။ ရမဆောင်နေနဲ့ကြားအောင်ပါကတော့တားမြစ်အရပလင်းတရားကြောတင်ဆောင်လာသူကိုအရခတတော်ဖမ်းဆီးခဲ့တဲ့ဆိုတဲ့သတင်းကိုကြားအောင်ပါအရခတတော်ကရခိုင်ပြည်တွင်းကိုတင်သွင်းခွင့်တားမြစ်ထားတဲ့နိုင်ငံသားထုတ်အရက်နဲ့ပြည်မထုတ်အရက်129ပလင်ကိုခိုးယူတင်သွင်းလာတဲ့ရခိုင်ဒီသခန်တို့ကိုအရခတတော်ကဖမ်းဆီးထားတယ်လို့သိရပါဗါးအဲဒီလိုအရခတတော်ကတားမြစ်ထားတဲ့အရက်တွေကိုခိုးသွင်းလာသူကတော့စစ်တွေမျိုးနဲ့ချောင်းနယ်မင်းကန်ရွာသားဖြစ်တဲ့ဦးမောင်သားညိုဆိုသူဖြစ်ပြီးတော့ သူစည်းလာတဲ့ 1K 5set 97နံပါတ်ပါအဖြစ်ုံကားပေါ်မှာ Red Label Plane အလုံး60နဲ့ Grand Plane 119စုစုပေါင်းအရက် Plane 189လုံးကိုမတ်လ22ရက်နေ့ပလောဝါမြို့နယ်စမီးမမြို့အမှတ်နဲ့ရက်ကွက်ကဌာနဘောင်းဆောင်စီးကိမ်မှာဖမ်းဆီးရမိကြတာဖြစ်တယ်လို့လည်းသိရပါဗျ။လက်ရှိမှာတော့အဲ့ဒီတရားမဝင်အရက်တွေကိုတင်ဆောင်လာခဲ့တဲ့ဦးမောင်သာညိုဆိုတဲ့သူကိုစမီးမမြို့ဒီလက်ဖွဲ့ကထုတ်ကုန်သွင်းကုန်ဥပဒေအရရေးယူဆောင်ရွက်ဖို့လှုံ့ဆော်နေတယ်လို့လည်းဆိုပါဗျ။ရခိုင်က အာရခတော်ထိန်းချုပ်ထားတဲ့နေရာတွေမှာစစ်ကောင်စီထုတ်အရက်နဲ့ င်ငံခြားအဖြစ်အရက်တွေကိုတင်သွင်းရောက်ချတာမဟုတ်ကြဘို့ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလကနေအရောခတော်ကကန့်သက်တားမြစ်တာတွေကိုလှုပ်ဆောင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ရခိုင်မှာအရောခပြည်သူတော်လှန်ရေးအစိုးရအရောခပြည်သူလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာန DLEPS တပ်ဖွဲ့ဝင်တွေဟာရခိုင်ပြည်တွင်းမှာနိုင်ငံခြားထုတ်အရက်နဲ့ပြည်မထုတ်အရက်ပီယာတွေရောင်းချမှုရှိမရှိဆိုတာကိုစစ်ဆေးမှုတွေစက်တိုက်လှုပ်ဆောင်တာတွေလည်းရှိနေပါတယ်ခင်ဗျာ တ်ပြီးကြာမှာကတော့စောမြရာဇာနဲ့ဦးဆောင်တဲ့ ALP အဖွဲ့ကပါတီပြန်လည်ထောင်ချဲ၃နှစ်ပြည့်အခမ်းအနားပြုလုပ်ခဲ့တဲ့ဆိုတဲ့သတင်းကိုကြားမှာပါစောမြရာဇာလင်းဦးဆောင်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အဖွဲ့ကပါတီပြန်လည်ထောင်ချဲ၃နှစ်ပြည့်အခမ်းအနားကိုပြီးခဲ့တဲ့မတ်လ20ရက်နေ့နဲ့21ရက်နေ့တွေမှာပြုလုပ်ခဲ့တယ်လို့ဒီနေ့မှသတင်းထုတ်ပြန်လာပါတယ်ဒီအခမ်းအနားကိုပါတီပြန်လည်ဖွဲ့စည်းထောင်တဲ့နေ့မတ်လ5ရက်နေ့မှာစစ်ကောင်စီအစိုးရဖွဲ့ NCAS EAO ပြည်နယ်တာဝန်ရှိလူကြီးတွေနဲ့နိုင်ငံရေးပါတီကခေါင်းဆောင်တွေကိုဖိတ်ကြားပြီးလူ9ယောက်လောက်နဲ့အခမ်းအနားတစ်ခုကိုကျင်းပပြုလုပ်ဖို့ရည်ရွယ်ခဲ့ပေမဲ့စစ်ရေးအခြေအနေတွေကြောင့်အစီအစဉ်ဖျက်သိမ်းခဲ့ရတယ်လို့ဆိုပါတယ်။အဲဒီနောက်ပါတီနဲ့တက်မတော်ကိုပြန်လည်ဖွဲ့စည်းကြောင်းကြေညာခဲ့တဲ့မတ်လ20ရက်နေ့နဲ့21ရက်နေ့တွေမှာအခမ်းအနားကို200ခွဲပြီးပါတီကရဲဘော်တို့ချုပ်နဲ့သာအများဆုံးကျင်းပခဲ့ရသလို22ရက်နေ့မှာတော့တက်မူတက်ဖို့များအစီအဝေးကိုကျင်းပခဲ့ရတယ်လို့လည်းထုတ်ပြန်ကြမှာဆိုထားပါတယ်။ လက်ရှိစောမြရာဇာလင်းဦးဆောင်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အဖွဲ့ဟာရခိုင်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်တွေနဲ့ပူးပေါင်းကာအရောခတော်ကိုပြန်လည်တိုက်ခိုက်တာရခိုင်ဒေသခံပြည်သူတွေကိုစစ်ကောင်စီအတွက်စစ်မှုထမ်းအတင်းစုဆောင်တာပြန်ပေးဆိုတာနဲ့ငွေတောင်းတာစရတွေကိုစစ်ကောင်စီတပ်တွေနဲ့အတူပူးပေါင်းလှုပ်ဆောင်နေတဲ့အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာ တစ်ခေါက်ကြားမှာကတော့မန်အောင်မှာစက်ကောင်စီတက်ကနေအိမ်ဖယ်ခိုင်းတာမရှိဘူးလို့ပြောဆိုလိုက်တဲ့သတင်းကိုကြားမှာပါမန်အောင်မြို့နယ်အတွင်းမှာစက်ကောင်စီကအများပြည်သူအုံပြုနေတဲ့ဖုန်းလိုင်းအင်တာနက်လိုင်းတွေကိုဖျက်တောက်ထားတာကလွဲရင်ကျေးရွာတွေကနေအိမ်တွေကိုစစ်တပ်ကပြောင်းရွှေ့ခိုင်းတာတွေမရှိဘူးလို့ CNA ရဲ့မန်အောင်သတင်းအရင်းမြစ်ကပြောပါတယ်လက်ရှိမန်အောင်မြို့မှာဖုန်းလိုင်းအခက်အခဲဖြစ်တာကလွဲရင်စက်ကောင်စီတက်တွေကကျေးရွာအတွင်းကနေအိမ်တွေပြောင်းခိုင်းတာကိုလှုပ်ဆောင်ခိုင်းတာတွေမရှိသလို အဲ့ဒီသတင်းတွေဟာသတင်းအမှားတွေသာဖြစ်တယ်လို့ဒီနေ့မနက်ပိုင်းမှာ CNN သတင်းဌာနရဲ့သတင်းတောက်တူကဆက်သွယ်ပြောဆိုလာခဲ့ပါတယ်။စစ်ကောင်စီဟာရခိုင်တကြောပြန်တိုက်ပွဲစတင်ချိန်ကလေးကပင်ရခိုင်ကဖုန်းလိုင်းအင်တာနက်လိုင်းတွေကိုဖျက်တောက်တာတွေလုပ်ဆောင်ခဲ့ပေမဲ့မန်အောင်မြို့နယ်အတွင်းမှာတော့တခြားနေရာဒေသတွေလောက် ဆိုးဆိုးရွားရွားဖုန်းလိုင်းအင်တာနက်လိုင်းပြတ်တောက်တာတွေမရှိဘဲအဆအအွယ်လှုပ်ဆောင်လို့ရရှိခဲ့တာတွေရှိခဲ့ပါတယ်အဲ့နောက်အရောခတ်တော်ကတောင်ကုန်းမြို့ဒေသတိုက်ပွဲစတင်ချိန်မှာတော့မအောင်မြို့နယ်တစ်ခုလုံးဟာဖုန်းလိုင်းအင်တာနက်လိုင်းတွေကိုမရတော့ဘဲအကုန်ပြတ်တောက်သွားခဲ့ရပြီလက်ရှိစစ်ကောင်စီကအသက်ပြန်လဲချပေးထားတဲ့ဖုန်းစစ်ကတ်တချို့သာဖုန်းအဆက်အသွယ်လုံဆောင်လို့ရရှိနေရလဲဖြစ်တယ်လို့ဆိုပါတယ်အခုလိုမအောင်မြို့နယ်အတွင်းကိုလွယ်လင်းတကူဖုန်းဆက်သွယ်မေးမြန်းမှုတွေမရတဲ့အချိန်မှာတရဲမားတွေတင်တာဟာပြည်ပမှာရှိနေတဲ့မိသားစုတွေအတွက် အလွန်တရာစိုးရိမ်စိတ်တွေများရတာကြောင့်သတင်းဌာနတွေအနေနဲ့သတင်းတင်ဆက်တဲ့အခါမှာလဲတေချာစစ်ပြီးမှသတင်းတွေကိုတင်ဖို့လိုအပ်တယ်လို့လဲပြည်မဒေသတွေကိုရောက်နေတဲ့ဒေသခံပြည်သူတွေကဆိုပါတယ်။မန်အောင်မြို့နယ်အတွင်းမှာတော့စစ်ကောင်စီကအဲ့လိုနေအိမ်ဖယ်ခိုင်းတာတွေမရှိပေမဲ့စစ်ရဲအတွက်ပြင်ဆင်တာလူဝင်အားဖြစ်တဲ့နေရာတွေနဲ့ရေတက်သမောတွေအင်အားတိုးချထားတာတွေကိုတော့လုံဆောင်နေတာရှိတယ်လို့သိရပါတယ်ခင်ဗျာ။ ဒီနေ့တနေ့ကထုတ်လွှင့်မှုရဲ့နောက်ဆုံးကြားမဲ့သတင်းကတော့စစ်အာဏာသိမ်း၄နှစ်တာကာလအတွင်းမှာနိုင်ငံရဲ့ကျန်းသားနေထောင်ကျော်တည်ဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုကြားမှာဖြစ်ပါတယ်။စစ်ကောင်စီအာဏာသိမ်းပြီး၄နှစ်တာကာလအတွင်းမှာအကြမ်းဖက်စစ်အုပ်စုရဲ့ဖမ်းဆီးထိန်သိမ်းမှုအောက်နိုင်ငံရဲ့အကျဉ်းသားအနည်းဆုံး2019ဦးဟာတည်ဆုံးခဲ့ရတယ်လို့နိုင်ငံရဲ့အကျဉ်းသားများကူညီဆောက်ရှောက်ရေးအသင်း ABB ကသတင်းထုတ်ပြန်လာပါတယ်။ ဒီထုတ်ပြန်ချက်ကိုပြီးခဲ့တဲ့မတ်လ23ရက်နေ့နိုင်ငံရေးအကြံသားများကုညီဆောက်ရှောက်ရေးအသင်း AAPP ဖွဲ့စည်းတူထောင်ခြင်း25နှစ်ပြည့်ထုတ်ပြန်ချက်ထဲမှာထည့်သွင်းဖော်ပြထားလည်းဖြစ်ပါတယ်။စစ်ကောင်စီဟာဒီ၄နှစ်တာကာလအတွင်းမှာလည်းနိုင်ငံရေးအကြံသား2800ကျော်ကိုဖမ်းဆီးချုံနှောင်ထားပြီးတော့2000ကိုတော့ထောင်ဒဏ်ချမှတ်တာတွေကိုလည်းလုံဆောင်ထားခဲ့တာရှိတယ်လို့လည်းဖော်ပြထားပါတယ်။မြန်မာနိုင်ငံတွင်းမှာ2022ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မှာ အယဒါအစိုးရကိုစစ်ကောင်စီကအာဏာသိမ်းယူတာလှုံ့ဆော်ပြီးနောက်မှာစစ်ကောင်စီဟာလူအခွင့်အရေးချိုးဖောက်တာတွေကိုကြေကြေပြပြနဲ့စနစ်တကျကျူးလွန်ခဲ့တာကြောင့်မြန်မာပြည်သူတွေဟာလူအခွင့်အရေးချိုးဖောက်တာတွေကိုအစိုးရအဆုံးအခြေအနေနဲ့ရင်ဆိုင်နေကြရတယ်လို့လဲဆိုပါတယ်စစ်ကောင်စီဟာအာဏာသိမ်းပြီးနောက်ပိုင်းမှာဥပဒေတွေကိုလက်လွတ်စပယ်ပြင်ဆင်ပြဋ္ဌာန်းတာတွေကိုလှုံ့ဆော်ခဲ့ပြီးတော့အဲဒီဥပဒေတွေနဲ့စန့်ကျင်သူမှတ်သမ ्या ကိုမတရားဖမ်းဆီးညှဉ်းပန်းနှိပ်စက်တာထောင်ချတာတွေပြုလုပ်နေတယ်လို့ဆိုပါတယ် ဒါအပြင်အမျိုးသမီးတွေအပေါ်မှာလည်းလိမ်ပိုင်းဆိုင်ရာကျူးလွန်မှုတွေအပြစ်မဲ့ပြည်သူတွေကိုအစိုးလိုက်အပြုံလိုက်အကြောင်းမဲ့နှိပ်စက်တပ်ဖြစ်တာတွေလူမျိုးတုံးစီမှုတွေအရသားတွေကိုပြစ်မှတ်ထားပြီးတော့လူနေအိမ်တွေစာတင်ကျောင်းတွေစေယုံတွေဘာသာရေးအဆောက်အဦတွေကိုလည်းမြေပြင်ကဓမ္မမဟုတ်လေကြောင်းကတိုက်ခိုက်တာမီးရှို့ဖျက်ဆီးတာအပြစ်မဲ့အရသားပြည်သူတွေကိုတတ်ဖြတ်တာမူလနေရက်တွေကနေအတင်းအဓမ္မမဟုတ်တာတွေကို အဆက်မပြတ်ပြုလုပ်နေပြီးတော့ကြီးမားတဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေစစ်ရာဇဝတ်မှုတွေကိုလည်းပျောင်ပျောင်တင်းကျူးလွန်နေတယ်လို့ဖော်ပြထားပါဗျ။ဒါအပြင်တော်လိုင်းအင်အားစုတွေစီမှာစစ်အရှုံးနဲ့ဇက်တိုက်ရှင်ဆန်လာရတဲ့စစ်ကောင်စီဟာအရင်စစ်အာဏာရှင်လက်ထက်ကရေးဆွဲထားတဲ့ပြည်သူစစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်ကိုပြန်လည်အသက်သွင်းပြီးတော့လူငယ်လူရွယ်တွေကိုအတင်းအဓမ္မခေါ်ယူဖမ်းဆီးပြီးတော့စစ်မြေပြေကွန်စစ်လွတ်ကစစ်တိုက်ခိုင်းတာတွေရှိနေတဲ့အတော့ လူငယ်မျိုးဆက်တွေဟာအနာဂတ်ပျောက်ဆုံးမှုတွေနဲ့ပါရင်ဆိုင်နေကြရတယ်လို့လည်းဆိုထားပါဗျ။အဲလိုစစ်အာဏာသိမ်းမှုအကျိုးဆက်တွေကြောင့်မြန်မာနိုင်ငံတွင်းမှာရှိတဲ့အပြစ်မဲ့ပြည်သူထောင်ပေါင်းများစွာတပ်ဖြတ်ချင်းခံနေကြရပြီးတန်းနဲ့ချီတဲ့ပြည်သူတွေဟာလည်းနေရအိုးအိမ်ပစ္စည်းဥစ္စာတွေကိုဆွတ်နှုတ်ပြီးတော့စစ်ဘေးရှောင်ဘွားနဲ့တောတောင်တွေထဲမှာအစာရေစာငတ်မမှုတွေနဲ့ရင်ဆိုင်နေကြရသလိုစစ်မှုထမ်းဥပဒေကြောင့်လည်းအနာဂတ်လူငယ်တွေရဲ့အသက်များစွာဟာတေကျပြက်စီးနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီဆောက်ရှောက်ရေးအသင်း AABB ကထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာကျွန်တော်တို့ CNA သတင်းစာရဲ့တနိဒာရေဒီယိုသတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြည့်စုံမှုဖြစ်ပါတယ်သတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကဗရပြုရပါတယ်နောက်နေ့ဒီမှာလဲ CNA ကတင်ဆက်ပေးတဲ့တနိဒာသတင်းတွေကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာမှာရှိနေတယ်လို့ YouTube Telegram H နဲ့ TikTok တွေမှာလည်းလင်းစာမျက်နှာရှိနေမှာကြောင်းသတင်းကောင်းပါတယ်နော်